အခုဇန်နဝါရီလ20ရက်နေ့မှာပခုတ်ကူတက္ကသိုလ်ကျောင်းသားတချို့ကအမျိုးသားပညာရေးဥပဒေမူကြမ်းကိုဆန္ဒပြသပိတ်မှောက်လိုက်ကြပါတယ်ဒီသတင်းကိုတော့ဦးမြင့်နိုင်ကပေးပို့ထားပါတယ်ရှင်အခုဇန်နဝါရီလ20ရက်နေ့မှာပခုတ်ကူတက္ကသိုလ်ကျောင်းသားတချို့က မျိုးသားပညာရေးဥပဒေမူကြမ်းကိုသဘိမ်းပေါက်တဲ့အနေနဲ့ပခုတ်ကူတက္ကသိုလ်ဝင်းအတွင်းကနေမျိုးတဲ့အထင်ကလမ်းအချို့မှာလမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါအခုအစိုးရအနေနဲ့ရည်စဲထားတဲ့တော့မျိုးသားပညာရေးဥပဒေဆိုတာကျွန်တော်တို့ကျောင်းသားတွေရဲ့ဆန္ဒလည်းမပါဘူးပြည်သူပြည်သူတွေရဲ့ဆန္ဒလည်းမပါဘူးခင်ဗျအဲ့ဒီအတွက်ကျွန်တော်တို့ဘဝလက်မခံနိုင်ဘူးကျွန်တော်တို့လူတွေရဲ့ချောင်းဆယ်ရာဇနာပေးခဲ့ပါတယ်အခုဆိုလို့ရှိရင်ရဲချောင်းဆယ်ရာဇနာပြည်လျောက်သွားပြီဖြစ်တဲ့အတွက်တို့ဘက်ကလည်းဘာကြောင့် တစုံတရာမှပြန်ကြခြင်းမရှိဘူးထို့ကြောင့်ကျွန်တော်တို့အခုလိုဆန္ဒပြရင်ဖြစ်ပါတယ်ကျောင်းသားများအနေနဲ့နောင်မျိုးဆက်တို့ရဲ့ပညာရေးကိုခွေးတိုက်မခံရအောင်လမ်းမပေါ်ထွက်ခဲ့ရတာဖြစ်တယ်လို့ပခုတ်ကူတက်ကတော်ကျောင်းသားတမကဥက္ကဋ္ဌကိုပြည်ဖြိုးတော်ကပြောပါတယ်ကျွန်တော်တို့ခုလိုလမ်းမပေါ်ထွက်လာတော့ကျွန်တော်တို့ပညာရေးခွေးတိုက်ခဲ့တာကိုသိချောင်းကျွန်တော်တို့လမ်းမပေါ်ထွက်လာတာဖြစ်တယ်ကျွန်တော်တို့နောက်ဆုံးပြည်ပြည်ခွေးကြိတ်မကြအောင်ကျွန်တော်တို့လမ်းပေါ်ထွက်လာအောင် လက်ရှိအနေနဲ့မြန်မာနိုင်ငံပညာရေးဟာဝဲရပြီးပညာမတတ်တဲ့ပညာရေးဖြစ်တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ပြင်ပွဲရတယ်အားလုံးကဘာဖြစ်နေလဲအလောက်ကန်လည်းမရှိဘူးပညာလည်းမတတ်ဘူးပရီဂျယ်ကန်းနေရှိတယ်ပရီဂျယ်ကန်းမှာပရီဂျယ်တစ်ခုမဆုံးပြီးတော့ကျွန်တော်တို့ပညာရေးတွေတချို့ course တွေထည့်ထားတယ်ကျွန်တော်တို့တိုင်းမဲ့လက်တွေ့ပညာနိုင်ဘာတစ်ခုမှမရှိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်ရဲ့ပညာရေးရှင်ရပညာရေးရဘွဲရပြီးပညာမတတ်တဲ့ပညာရေးလို့ကျွန်တော်ပြောချင်ပါတယ် ဆန္ဒပြကြောင်းသားများအနေနဲ့မြန်မာနိုင်ငံပညာရေးဟာအာရှမှာတစ်ချိန်ကထွန်းတောက်ခဲ့ပုံမျိုးပြန်ရကျင်တယ်လို့လည်းဆိုပါတယ်ကျွန်တော်မြင့်နိုင်သတင်းပေးပို့ထားတာပါ